အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့ငငယ်တော့ကစားခဲ့ရတဲ့မုံငါရတာမျိုးလေးကိုပြန်သတိရလို့ပေါ့နော်လှူစားကြည့်မှာဖြစ်ပါတယ်ဟင်္ဒရာမုံငါလေးကိုလွမ်းပြေနေနဲ့လှူစားမှာပါကြည့်ရှုပေးပါအောင်ရှင်ပထမအုပ်ဆုံးအနေနဲ့ကတော့ငားကိုအကြီးကွန်သေးချထိုးပေးထားမယ်ပေါ့နော်ပြီးသွားလို့ရှိရင်တော့ငားရဲ့ညှိနှံ့နေပါပြီးပြောင်းအောင်လို့ရေသေးချလေးစီပေးပါမယ် ဒီမှာတော့ငချင်းကို20သားသုံးထားပါတယ်။အတုံးကြီးလေးတွေပဲပိုင်းထားတယ်ပေါ့နော်။ပြုတ်ပြီးသွားလို့ရှိရင်အရိုးနှွင်အောင်ပါဆိုတော့အရိုးနှွင်ရတာလွယ်ကူအောင်အတွက်ပါ။ငါ့ကိုရေသေးချပြောင်းဆေးပြီးသွားပြီဆိုလို့ရှိရင်တော့အရသာဝင်အောင်စားလီနဲ့သေးချလေးနဲ့ပေးပါမယ်။ဆန်ွေးမုတ်လေးနဲ့လည်းနဲ့ပေးပါမယ်။ ။ဘာလို့လဲဆိုတော့ဆလွင်ရငါးရဲ့အညီနှံ့အောင်လဲထိန်းတယ်လို့ငါပြုတ်ရည်ကိုပြန်ယူมาဖြစ်တဲ့အတွက်ကြောင့်အယောင်လေးလဲလှအောင်လို့ပါ။ဒါကတော့မုံင်းကလုပ်ဖို့အတွက်အဓိကပါဝင်တဲ့ပါဝင်ပစ္စည်းအချို့ပါ။စာစနစ်နယ်ထားတဲ့ငါးပါမယ်၊စပလင်းပါမယ်၊ဆန်ချက်မှုပါပါမယ်။ ပြီးသွားရင်တော့ဘဲသီးပါပါမယ်။အိုးဘဲဥလုပ်ဖို့အတွက်ဘဲဥနှလုံးပါပါမယ်။ပူစီနံပါမယ်။နန်းနံမင်ပါမယ်။ချက်သွန်နီပါမယ်။ချက်သွန်ပြူပါမယ်။ကလဲဘဲပါပါမယ်။ငွေငါးထဲမှာထည့်ဖို့အတွက်ကျက်တော်နေဥလေးတွေကိုအရင်ဆုံးခွန်နှွားပေးပါမယ်။ပြီးသွားလို့ရှိရင်တော့ငါးစီတတ်တဲ့အထဲလေးအချိုးတော့ထည့်မယ်ပေါ့နော်။အဲဒီတော့နှွားပေးထားပါမယ်။ ဒီတော့ရင်တော့ငါးပြုတ်ဖို့အတွက်ရေးထဲပါမယ်။စာစနစ်နယ်ထားတဲ့ငါးအသားလေးကိုထဲပါမယ်။ပြီးတော့ရင်တော့အနံထင်းအောင်လို့ဂျင်းလေးတွေကိုပပလီပြီးထဲပါမယ်။အရသာအတွက်စားအနေငယ်ထပ်ထဲပါမယ်။ငါးပြုတ်ထားတဲ့အချိန်မှာကြက်တုံမြူစီချက်လုပ်ဖို့အတွက်ကြက်တုံမြူလေးတွေကိုခွန်မာထားပါမယ်။ပြီးတော့လို့ရှိရင်တော့စီချက်အတွက်တေချာလေးလီပေးထားပါမယ်။ပြုတ်ထားတဲ့ငါးလေးလည်းရပြီဆိုတော့ငါးကိုဆယ်ပြီးတော့မှရိုးနှွင်ပေးထားပါမယ်။ ငါးရိုးညွှန်ထားတဲ့အသားလေးတွေရတစ်စလုံး။ငါးပြုတ်ရည်လေးရတစ်စလုံးတတ်တတ်ထားပါမယ်။ငါးပြုတ်ရည်ထဲမှာမှဂျင်းတွေဝါတော့ဖယ်ထုတ်ပေးထားပါမယ်။ဒီမှာတော့ကလဘဲကို30သားလောက်သုံးထားပါတယ်။ရေသေးချပြောင်းဆေးပေးရပါတယ်ရေသေးချပြောင်းဆေးပြီးသွားလို့ရှိရင်တော့ရေလေးစိမ်ပေးထားမယ်ပေါ့နော်ပြီးသွားလို့ရှိရင်တော့ပဲပြုတ်ဖို့အတွက်ရေကိုထည့်ပါမယ်ပဲလေးတွေကိုထည့်ပါမယ်ပြီးရင်တော့အိုးပဲဦးအတွက်ကို ခြေဥနှလုံးကိုလည်းပြုတ်ထားပေးပါမယ်။ပြီးရင်တော့ဇပလင်ရဲ့အပြင်ခွန်လေးတွေမာနေတဲ့အပိုင်းလေးတွေကိုကတော့ခွာထုတ်လိုက်ပါမယ်။ပြီးရင်တော့ဇပလင်ကသေးချာရေစေးပေးရတယ်ပေါ့နော်။အထဲထဲမှာမှုန်လေးတွေဖုန်လေးတွေကတ်တက်တဲ့အတွက်ပါ။ပြန်တော့ဇပလင်လေးတွေကိုပပလေးတွေလီးပေးထားပါမယ်။ပပလီးထားတဲ့ဇပလင်လေးတွေကိုကတော့ငရုတ်စုံနဲ့ထည့်ပြီးတော့ညအောင်ထောင်းပေးထားပါမယ်။ သွားလို့ရှိရင်တော့စက်တုံပြူလေးတွေထည့်ပြီးတော့မှထောင်းပေးပါမယ်။ပြီးရင်တော့ခြင်းနှင်းငယ်ထည့်ပြီးတော့မှထောင်းပေးပါမယ်။ဒါကတော့ငါးစီတက်ဖို့အတွက်ပေါ့နော်။ထောင်းနေတာပါ။ပြီးရင်တော့စက်တုံနေထပ်ပြီးတော့ထည့်ပြီးထောင်းပေးပါမယ်။ပြုတ်ထားတဲ့ပဲလေးလည်းနူးသွားပြီဆိုတော့ပဲကိုရေသေးချာလေးစစ်ပြီးတော့မှထောင်းပေးပါမယ်။ ထောင်းပြီးတဲ့အခါမှာလဲပေါ့နော်ဖြည်းဖြည်းချင်းစီအဲ့လိုမျိုးလေးထောင်းရပါတယ်။အရင်ထောင်းလို့ရှင်ပဲလေးတွေကဆင်ထွက်ကုန်ပါလိမ့်မယ်။အစိပြောက်သွားအောင်ညက်တဲ့အထီကိုထောင်းပေးပါမယ်။ကျက်သွနေဥကြီးတွေကိုမမာကြီးတွေစားရတာမကြိုက်တဲ့အတွက်ကြောင့်မလို့ကျက်သွနေဥလေးတွေကိုသီးသန့်သေးချာပြုတ်ပေးပါမယ်။ပြီးသွားရင်တော့စီချက်ချက်ဖို့အတွက်စီထည့်ပါမယ်။ပြီးထားတဲ့ကျက်သွမြူလေးတွေကိုထည့်ပေးပါမယ်။ ။ဒီသွားလို့ရှိရင်တော့နနွေးမုတ်လေးကို ရောင်လအောင်အတွက်ထည့်ပါမယ်။ပြီးရင်တော့အဆက်မပြတ်မှွေပေးရပါတယ်။အရောင်လေးလာလာပြီဆိုလို့ရှိရင်တော့ဦးချလို့ရပါပြီ။ဒီမှာစီချက်ကလေးကျွတ်ကျွတ်လေးရအောင်လို့ချက်နီပါတခါရဲပြောပြပေးပါမယ်။စီချက်အဖက်ကိုတီးတန့်အရင်ဆဲပေးထားရပါတယ်။ပြီးသွားလို့ရှိရင်တော့ CA တော့မှာပဲစီချက်ဖက်လေးတဲကို ICU ကိုလောင်းထည့်ပေးရပါတယ်။အဲ့ဒါဆိုလို့ရှိရင်စားတဲ့အချိန်မှာလည်းစီချက်ကျွတ်ကျွတ်လေးရပါတယ်။ ပြီးသွားရင်တော့ငပြိုးဥလေးတွေကိုပါပါလေးတွေလီပေးထားပါမယ်။ငပြိုးဥကိုရေသေးချာ3လေးတက်လောက်စေးပေးထားရပါတယ်။ရေသေးချာစေးပေးပြီးသွားပြီဆိုလို့ရှိရင်တော့ငပြိုးဥတွေကိုအရောင်လှဖို့အတွက်ကိုနနွေးမုတ်ကလေးထည့်ပါမယ်။စီချက်ချက်လို့ပူတဲ့စီတချို့နဲ့ငါးစီတက်ပါမယ်။ငါးစီတက်ဖို့အတွက်ကိုစောစောကထောင်းထားတဲ့စပလင်း၊ဂျင်း၊ကြက်သွုံမြူ၊ကြက်သွုံနီတို့ကိုထည့်ပါမယ်။ ပြီးသွားရင်တော့အယောင်လာဖို့အတွက်အယောင်တင်မှုလေးထည့်ပါမယ်။ပြီးရင်တော့အယိုးနှွင်ထားတဲ့ငါးသားလေးတွေကိုထည့်ပါမယ်။ငွေငါချက်တဲ့အချိန်မှာပေါ့နော်ငါးစီတက်တဲ့အချိန်ကအရန်ရေးကြီးတယ်ငါးထဲကအရေးကြီးထွက်သွားတဲ့အထိ6နေပြီးတော့လိမ့်နေအောင်လို့စီတက်ရတယ်ပေါ့နော်ငါးစီတက်နံမှွေးလာတော့မှာ ချက်အတိုင်းဟင်းရမွှေးတာပေါ့နော်ပြီးရင်တော့ထောင်းထားတဲ့ပဲလေးတွေကိုထည့်ပါမယ်ပြီးရင်တော့ငါးပြုတ်ရည်ကိုထည့်ပါမယ်ပြီးရင်တော့စုံစည်းရည်ကိုထည့်ပါမယ်ပြီးရင်တော့ဆန်ချက်မုတ်ကိုဖြောပါမယ်။ဆန်ချက်မုတ်ကိုဒီမှာတစ်ထုပ်လုံးပြည့်မသုံးထားဘူးပေါ့နော်။ဆန်ချက်မုတ်ကိုတစ်ဝက်လောက်ပဲသုံးထားပါရစေ။ ီးရင်တော့ရေတန်းရေလေးနဲ့ထည့်ပြီးတော့မှဖြော်ပေးပါမယ်။အခဲလေးတွေမကြံတော့တဲ့အထိသေးချာလေးဖြော်ပေးထားပါမယ်။ဟင်းရေလေးပွက်လာပြီဆိုလို့ရှိရင်တော့ဖြော်ထားတဲ့ဆန်ချမုတ်ရေလေးကိုထည့်ပါမယ်။ပြီးရင်တော့ရတာအတွက်စားနေငယ်ထပ်ထည့်ပေးပါမယ်။ထုတ်ထားတဲ့ကြက်သွန်နီဥလေးတွေကိုထည့်ပါမယ်။ပြီးရင်တော့လီးထားတဲ့ငပြောဥလေးတွေကိုထည့်ပေးပါမယ်။ ခင်းရဲ့အချိုရတာ၄၀ဖို့အတွက်ကိုထညာခဲတကယ်ထဲပါတယ်။ပြီးသွားလို့ရှိရင်တော့ပြုတ်ထားတဲ့ဦးပဲဦးလေးတွေကိုရတာစိတ်ဝင်စေဖို့အတွက်ထည့်ပေးထားပါမယ်။ဟင်းရည်လေးလက်ပွက်လာပြီဆိုတော့စတင်သုံးဆောင်လို့ရပါပြီ။ဒီမှာတော့အိုးကမဆန့်တော့လို့ပေါ့နော်။ဟင်းရည်လေးကတော့နည်းနည်းလေးပြတ်သွားပါတယ်။ မဝင်းငါမုတ်ဖက်လေးရောညက်ဖက်လေးရောရောလေးဒီမှာတော့စားရဲပေါ့နော်ရော်လေးထည့်ပါမယ်ပြီးသွားရင်တော့ဘဲကြော်လေးတွေကိုခြေပြီးတော့မှထည့်ပြီးပါမယ်စီချက်ဖက်လေးထည့်ပါမယ် ဒါကတော့မွင်းကားနဲ့တွေ့ဖက်သုံးဆောင်မှုအတွက်ငရုတ်သီးအလော်မုတ်ပူစီနံပဲသီးနန်းနံပဲတံမြသီးစိတ်တို့ပဲဖြစ်ပါတယ်။ဟင်းရီလီယာပေါ့နော်မှုရပြီးတော့တကယ်ကိုလဲစားကောင်းခဲ့တယ်။ဟင်းဒရာအလွမ်းပြေလေးလည်းတကယ်ကိုအလွမ်းပြေခဲ့တယ်ပေါ့နော်။ရှားသားလေးကလည်းတူပါတယ်။လိုက်ပြီးတော့လဲလှူစားကြည့်လို့အဆင်ပြေကြပါစေ။ကြီးစုအားပေးခဲ့ကြတဲ့အတွက်လဲကျေးဇူးများကြီးတင်ပါတယ်ရှင်။